ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဟိုတနေ့ရပြခဲ့တဲ့ဟာပေါ့နော်ကျွန်တော်ကပိတ်နေပိုးရဲ့သူအဲ့တော့ဒီမှာကျွန်တော်တို့ငားဖြစ်ခြင်းပေါ့နော်ငားဖြစ်ခြင်းရှိတယ်အဲ့တော့ငားဖြစ်ခြင်းကသူကဒီမှာဒီနှစ်သုံးငားဖြစ်တာလေဒုညာငားငားဖြစ်တယ်တကားရှစ်ခုငားဖြစ်တယ်ပေါ့နော်ဒါဒီထဲမှာ၄တိဆိုပြီးငားဖြစ်တာပေါ့နော်အဲ့လိုမျိုးငားတွေဖြစ်တယ် ကျွန်တော်အားပြစ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီမှာဘာဖြစ်လဲဆိုရင်အားပြစ်ပြီးတဲ့နောက်မှာတိခွန်ဆိုပြီးတော့ရှစ်ပရိရိုက်တယ်နော်တခါအားပြစ်ပြီးတဲ့နောက်မှာလေးလေးဆိုပြီးတော့ရှစ်ပရိရိုက်ဒါဆိုရင်ဒီမှာလည်း၃ညာရှစ်ဆိုပြီးတော့၅ပရိရိုက်တယ်ရှစ်ပရိရိုက်တယ်ကောနော်ဒါဆိုဒီမှာရှစ်ပရိ ပေးမှလားဘောနော်တို့ဟာဒီမှာတော့တိခွန်တိလေး၅ဖြစ်တယ်။ငါပြောလို့ရှိပြည့်ရိုက်တယ်။ခွန်ရှင်၅ဖြစ်တယ်။ငါပြောလို့ရှိပြည့်ရိုက်တယ်နော်။လေးလေးမှရိုက်တယ်။ဒါကတုံညာ၅၅ဖြစ်တယ်။အဲကြောင့်တုံညာရှိရိုက်တယ်။နှစ်တုံး၅ဖြစ်တယ်။ဒါဆိုရင်ဒီမှာကျွန်တော်ရှိပြည့်ရိုက်မှလား။ရှိပြီးရိုက်မှလားနော်ရှိပြီးရိုက်မှလားဆိုရှိတယ် ကဲဟုတ်ပြီအဲ့တော့ shipping key ဆိုတာတခုရမယ်ပေါ့နော်နောက်တစ်ခုကဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အနည်းနဲ့ပြအောင်နော်နောက်တစ်ခုကဒီမှာဒီ99ခွန်ကခွန်ဖြစ်တယ်နော်99ခွန်ဒီဒီကောင်ဖြစ်လိုက်99ခွန်ဒီခွန်ဖြစ်တယ်တခါ ီမှာခွန်၄၆ဒီခွန်ဖြစ်တယ်နော်ခွန်ခွန်ဖြစ်တယ်ဒူတာပေါ့နော်ဒါဆိုတော့၄၃၈ဒီ၅ဖြစ်တာလေနော်၅ဖြစ်တာလေဒါဆိုတော့ဒီမှာ၅ဖြစ်ချင်းနေဆိုရင်၈၆ချိတဲ့အခါကျတော့တိထဲရမယ်နော်တိပိတ်ထဲရဒါဆိုဒီပုံစံတိုင်းဆိုရင်ကျော်ခွန်၁ဆိုတာတကွတကွကောင်းဖြစ်မယ်ပေါ့နော်ခွန်၁ရမယ် အဲ့တော့နောက်တစ်ခုကကြတော့ဒါခွန်တေပေါ့နော်ခွန်တေရရှစ်ဘရိတ်ခွန်တေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဝမ်းချိန်စိုက်ကိုပြပါနော်ဝမ်းချိန်ကတော့ဟိုတောက်ရံပြီးခဲ့တဲ့အပိဝဲမထိုင်ခင်ပြခဲ့တဲ့ဝမ်းချိန်ပေါ့နော်အဲ့ကောင်တစ်ချက်ကြည့်မယ်အဲ့ကောင်ကြည့်မယ်ဆိုရင်ตัวบลูเลยส่วนนี่ด้วยสาย ီငါးငါးခွန်ခွန်ကစားတာနော်ငါးငါးခွန်ပေါင်းတော့ခွန်ရတယ်ခွန်ရဲ့ sorry ဒိမ့်လောက်နော်ခွန်ခွန်ရတယ်ခွန်များထုခွန်ရဲ့ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်ကဒုညာနှစ်ဒုညာဝန်ကြီးနှစ်ဒုညာဝန်ကြီးရဒီဒုညာရှစ်မှာလာပြီးတယ်နော်တခါကျတော့ဒီလေးခုံပေါင်းတော့ဒီတင်းနေရှင်နေပေါင်းတော့ကိုကိုများထိုးဝေးနှက်ခက်က ဝေပါဝါလီကိုရင်ကက်6 46ဝန်းကျင်ရာလေးလေးမှာလာပြီเนาะတကားဒီမှာခွန်6 4ပေါင်းတယ်အဲ့တော့ခွန်ရတယ်เนาะခွန်ခွန်အပေါ်မှာလည်းရှိတဲ့အခါကျတော့2တုံညာဝန်းကျင်ပဲเนาะအပေါ်မှာလည်းဒီမှာပြတာခွန်ရ2တုံညာဝန်းကျင်ရာဒါဆို3ညာ5ဝန်းကျင်ဆိုတော့ရမယ်เนาะနောက်တစ်ခုကဒီမှာ8တုံညာ5ပေါင်းတယ်3 3ညာ2 တုံးရနခက်ကတုံးရဘာဝရှိတုံးရနခက်ကငါရှင်ငါဝန်ကြီးရှင်ငါဝန်ကြီးမှာကျွန်တော်တို့ဘာထွက်လဲတုံညာရှိဆိုပြီးထွက်တယ်ဘောနော်နောက်တစ်ခုကဒီမှာ၄၃၈ပေါင်းတယ်ဘောနော်၄၃၈ပေါင်းလို့ဘာရလဲငါရတယ်နော်၄၃ပေါင်းလို့ခုံခုံနဲ့ရှင်းတယ်ဘောနော်ငါငါရဲ့ဘာဝဒီတုံညာခိုင်းနခက်ဒီတုံတုံညာတုံးဝန်ကြီးဟာနှစ်၃ပြီးတယ်နော်နှစ်၃ပြီးတယ်ဒါဆိုရင်ဒီမနေ့အတွက်9နှစ်3 အောင်လို့၃ညရနော်၃ညများထူ၃ညရဲ့ပေါင်းဝါကကျွန်တော်၅ရမယ်၃ညနဲ့ခက်ခွန်ရမယ်၅ခွန်ဝန်ချင်းရှိမယ်နော်၅ခွန်ဝန်ချင်းရှိငါကဝန်ချင်းကိုကျွန်တော်၈ break လုပ်မယ်ဆိုရင်၈ break လုပ်မယ်ဆိုရင်မရှိမယ်ဆိုတော့ကျွန်တော်တို့အာ၃ကားနဲ့၃ကားအာနဲ့ခွန်တက်အာရှိပါနော်၃ကားအာနဲ့ခွန်တက်အာရှိတော့အဲ့လို့ စိုက်ရှိပဲပေါ့နော်နောက်တစ်ခုကကြတော့ဆက်ပြပြီးမယ်တော့နောက်ထပ်ကကျွန်တော်လုံးပိုင်းလုံးပိုင်းတစ်ခုနော်အဲလုံးပိုင်းတစ်ခုပြတော့မယ်ဒီကောကြတော့ကျွန်တော်ဘယ်လိုလာမလဲပေါ့ဒီမှာဒီနားပါပေါ့နော်လေးတုံညာ6ပေါင်းရင်းကတုံညာရတာပေါ့နော်အဲတုံညာဒီမှာ ဒုညာဆိုဒုညာကမှလာပြီးတခါကျွန်တော်တို့ဒီမှာ၅သုံးဒုညာပေါင်းတယ်ပေါ့နော်၅သုံးဒုညာပေါင်းရင်ဒီဘာရလဲ၈နော်၈ကဒုညာ၈မှလာပြီးတခါကျွန်တော်တို့ဒီမှာ၈နှစ်3ပေါင်းတယ်ပေါ့နော်၈နှစ်ပေါင်းတော့30 3တော့ပေါင်းတော့3 3ဘိုင်း3ဘိုင်းဒီမှာလာပြီးဒါဆိုရင်ကျွန်တော်ဒီပွဲပေါ့နော်ဒီပွဲဒုက္ခကြတော့ နှစ်သုံး6เนาะနှစ်သုံးပေါင်းတော့ငါ6နဲ့ပေါင်းတော့10ဒါဆိုတော့10ပါခုနကတော့ကျွန်တော်တို့တင်းတော့ပဲလေလပြတာရှိတယ်เนาะအဲ့တော့ဒီလုံးမှရှိရဲ့ဒီလုံးမှရှိတဲ့ကကျွန်တော်ခွန်9ဝန်းကျင်နဲ့တွဲမယ်ဆိုရင်ခွန်10 9 10ဒီနှစ်ဘောကလည်းထိုးပါမယ်เนาะခုနကတော့ကျွန်တော်တို့ အဲခွန်ထစ်ကပါပေးတာပေါ့နော်ငငါတော့ဒီတော့ဝက်မရှိမှာပေါ့နော်တော့ရှစ်ဘရိန်းနဲ့အဲခွန်ငါဝိုင်းချင်းနဲ့တွဲမှာဆိုရင်ခွန်တင်ငါတည်းရှိမှာနောက်ပြီးတော့ရှစ်ဘရိန်းအဖြစ်ဆိုရင်ငါတော့ဆိုတာရှိပြီအခုကျတော့ကျွန်တော်တစ်ပိုင်းလာတွေ့ရတယ်ပေါ့နော်တစ်ပိုင်းရဲ့တစ်ကနောက်ပိုင်းမှာလည်းရှိနောက်တော့ပတိပတ်ချင်းနဲ့ဆိုရင်တော့တစ်ကနှစ်ချက်တွေ့ရပေါ့နော်တစ်ပတ်တီး ပချင်းဖတ်လို့ရတယ်ဘောနော်ပရိဆွဲခြင်းတော့ ship pk ပရိဆွဲလို့ရတယ် ship pk ဆွဲလို့ရတယ်ထိုးခွက်ကတော့ဒီ၃ခွက်ပဲရှိဘောနော်ထိုးခွက်အဲ့၃ခွက်ရှိတယ်ခွန်တင်း၅တင်း၅သုံးဘောနော်ခွန်တင်း၅တင်း၅သုံးဒါပါပဲဘောနော်အဲ့၃ခွက်ပဲရှိဘောဒါဒီကျွန်တော်တို့၂ရက်၄လအနည်းရ sorry ၅လ25တော့မနေ့တော့ဘောနော် အဲ့ဒီသူ့ဘက်ပဲရှိပါမယ်ခွန်တည်းငါတည်းငါတော့နော်အားရှိမယ်ဘတ်ချင်းတစ်ပတ်မယ်ရှစ်ပရိဆွဲလို့ရတယ်ဘာလို့ရှစ်ပရိဆွဲလို့ရတယ်အဲ့ဒါပဲရှိမယ်လို့သူ့ဘက်ကလည်းအားလုံးပဲလည်းမှန်မနဲ့မကန်ကောင်းကြပါလေ